မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်ခရိုင်ပြည်ဦးလွင်မြို့နယ်အတွင်းရေရရှိရေးစိုက်ပျိုးရေးနှင့်စိမ့်လန်းစုပြေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစီအစဉ်ကိုဇွန်လ9ရက်နေ့မနက်ပိုင်းမှာအမျိုးသားအထင်အမှတ်ဥယျာဉ်ရှိအစီအစဉ်ခန်းမမှာကျင်းပပြုလုပ်ရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကတက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ဦးစွာစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းအောင်ကပြည်ဦးလွင်ခရိုင်ပြည်ဦးလွင်မြို့နယ်အတွင်းရေရရှိရေးဆောင်ရွက်နိုင်မည်နည်းလမ်းများဖော်ထုတ်ဆောင်ရွက်နေမှုနဲ့ဖြစ်ပေါ်လာနိုင်မည်အကျိုးအပြစ်များဘူမိဗေဒဆိုင်ရာအခြေအနေသုံးသပ်တင်ပြချက်များကို၎င်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်ကပြည်ဦးလွင်မြို့နယ်ရဲ့ပထဝီဝင်ဆိုင်ရာအချက်အလက်များနဲ့ဇုံများပိုင်းခြားသတ်မှတ်၍ရေးဖူးလုံးစွာပေးဝင်နိုင်ရေးဆောင်ရွက်နိုင်မည်နည်းလမ်းများနဲ့စိုက်ပျိုးရေးနဲ့မွေးမြူရေးဆောင်ဖော်ဆောင်ထားရှိမှုတို့ကို၎င်း တယံစာဒားနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်မောင်ကြီးကပြည်ဦးလွင်မြို့နယ်အတွင်းစိန်လန်းစုပြည်ရေးအတွက်တစ်တော့လုပ်ငန်းများအားနှစ်အလိုက်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိမှုတို့ကို၎င်းစောလောရေဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမျိုးသန်းကပြည်ဦးလွင်မြို့နယ်မြို့ပြစိမ့်လန်းစုပြည်ရေးနယ်လမ်းများကောင်းမွန်မှုရှိစေရေးဆောင်ရွက်လျက်ရှိမှုအခြေအနေများကို၎င်းရှင်းလင်းတင်ပြခဲ့ကြပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကပြည်ဦးလွင်ခရိုင်နယ်မြို့နယ်အတွင်းသောက်သုံးရေးပူလုံစွာရရှိရေးစိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်တဲ့ရေးအရင်းမြစ်လုံလောက်စွာရရှိရေးနှင့်သွင်းအားစုများပြည့်မီအောင်ထည့်သွင်းရန်လည်းလိုအပ်မှာဖြစ်ပါကြောင်းစိုက်ပျိုးမွေးဖြူရေးလုပ်ငန်းများဆောင်ရွက်ရမှာမျိုးမြေရေးနည်းဟူသည့်အခြေခံလိုအပ်ချက်၄ခုအပေါ်အခြေခံကစဉ်းစားဆောင်ရွက်ရမှာဖြစ်ပါကြောင်းဖြည့်စွက်ဆွေးနွေးမှကြားခဲ့ပါသည်။ အဲ့ဒီနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကဆွေးနွေးပြောကြားရမှာပြည်ဦးလွင်မျိုးအား cherry မျိုးတော့ပန်းမျိုးတော့ coffee မျိုးတော့ပညာရေးမျိုးတော့ကျန်းမာရေးမျိုးတော့စသည်ဖြင့်အကောင့်ထည့်ပေါ်ဆောင်ရွက်လျက်ရှိပါကြောင်းပန်းမျိုးတော့ဟုရခင်ကတဲ့ကပင်နာမည်ရပြီးသားမျိုးဖြစ်တဲ့အတွက်ဒေသမျိုးရင်းပန်းမျိုးများကိုဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းဥပမာအနေဖြင့် BNN နိုင်ငံဟာပြည်ပသို့ပန်းမျိုးစုံတင်ပို့ရောင်းချခြင်းဖြင့်ဝင်ဝင်များစွာရရှိကြောင်းအဓိကအားဖြင့်ကန္ဓမာနှင့်သစ္စာပန်းမျိုးများကိုတင်ပို့ခြင်းဖြစ်ပြီးပြည်ဦးလ ွင်မှာအောင်မြင်ဖြစ်တော့တဲ့ပန်းမျိုးများဖြစ်ကြောင်းအလားတူပြည်ဦးလွင်ဒေသမှာထွက်ရှိတဲ့ Arabica Coffee ဟာကမ္ဘာပေါ်မှာဈေးကွက်ဝင်လူကြိုက်များတဲ့ coffee အမျိုးအစားဖြစ်တာကြောင့် coffee ထုတ်လုပ်မှုများကိုစနစ်တကျစိုက်ပျိုးထုတ်လုပ်ဆောင်ရွက်ခါပြည်ပသို့ပုံမတင်ပို့နိုင်ရေးဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်းဒါအပြင်ပြည်ဦးလွင်မျိုးအနေနဲ့အာကစားမျိုးတော်အဖြစ်ဆောင်ရွက်နိုင်မည့်အခြေအနေကောင်းများကိုလည်းပိုင်ဆိုင်ထားရှိပြီးဖြစ်ပါကြောင်းပြည်ဦးလွင်မျိုးအား Green City, Clean City, Smart City ဖြစ်စေရတဲ့အတွက်လည်းအကောင့်ထဲပေါ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ပြည်ဦးလင်ဒေတာမှာမွေးဖွားခဲ့ပြီးအသက်အရွယ်ကြီးမြင့်စွာရှိနေကြတဲ့ဒေတာကံများဖြင့်အယ်ဂျာအဖွဲ့အဖွဲ့စည်းသွားရန်လိုအပ်ပြီးဒေတာရဲ့အစင်လာနဲ့ဂုံတရင်များကိုဆက်လက်ထိန်းသိမ်းနိုင်ရန်နဲ့ဒေတာဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တာများကို၎င်းတို့အနေနဲ့အကြံပြုနိုင်မှာဖြစ်ပါကြောင်း ြေအတုံးချမှုနဲ့ပတ်သက်၍မိမိတို့အနေဖြင့်တနိုင်ငံလုံးအတိုင်းအတာဖြင့်မြေနေရာများကိုအမျိုးအစားလိုက်အကျိုးရှိစွာအတုံးချနိုင်ရမှာဖြစ်ပါကြောင်းတောင်ယာများနဲ့ပတ်သက်၍ရွှေပြောင်းတောင်ယာစနစ်များပပပြအောင်ဆောင်ရွက်သွားရလိုပြီးကုန်းမြင့်လေများဖော်ထုတ်ပေးရန်လိုအပ်ပါကြောင်း ြည်ဦးလင်မျိုးဟာပြည်တွင်းပြည်ပမှခီးသွားအများအပြားလာရောက်တဲ့မျိုးတက်ခုဖြစ်တဲ့အတွက်မိမိတို့ဒေသသို့လာရောက်တဲ့သူများကိုအကောင်းဆုံးဝန်ဆောင်မှုများပေးခြင်းဖြင့်ဒေသဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်နိုင်ရမှာဖြစ်ပါကြောင်းလမ်းများနဲ့ပတ်သက်၍သတ်မှတ်ထားတဲ့လမ်းအင်္ဂါရပ်များအတိုင်းပြည်မီရန်လိုပြီးလမ်းမကြီးများဥပဒေကိုလည်းပြည်သူများလိုက်နာမှုရှိစေရေးအသိပညာပေးဆောင်ရွက်ရမှာဖြစ်ပါကြောင်းစိန်လန်းဆိုပြမှုသည်မျက်စိပသာဓာတ်ကိုဖြစ်စေပြီးအေးချမ်းမှုကိုခံစားရစေနိုင်တာဖြစ်တာကြောင့် လမ်းမကြီးများဝဲရမှာအရင်ရအပင်များကိုစနစ်တကျဖြင့်စိုက်ပျိုးသွားရန်လိုအပ်ပါကြောင်းတန်ရှင်းသားရလှပရဲ့အတွက်အမိုက်ခွဲခြားဆွန့်ပစ်တဲ့အလေးအကျေကောင်းများကိုဆောင်ရွက်ရန်လိုအပ်ကြောင်းတို့မှာဒါလည်းတနိုင်ငံလုံးအတိုင်းအတာဖြင့် Green City Clean City ဖော်ဆောင်မှု အောင်မြင်လာနိုင်မှာဖြစ်ပါကြောင်းမှာကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။